တော်တော်ရှင်တွေအားလုံးတာလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ် April 12ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ပေါ့တော့ကိုစစ်ကောင်စီလေချောင်းကပုံချတဲ့သတင်းပတိန်ကပြည်သူ့စစ်တင်တန်းစင်တွေကိုစစ်တွေကိုစစ်ကောင်စီပိုးနေတဲ့အကြောင်း စစ်ကောင်စီဖမ်းဆီးထားတဲ့ဘာဂသားများအဖွဲ့ချုပ်ဒူဥက္ကဋ္ဌကိုဝေယံဖြိုမိုးပြန်လွန်လာတဲ့တဲ့င်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမဆောင်းစာကြီးနဲ့အတူ ကိုအောင်သူရမဖြစ်ဖြူအေဒိုနဲ့ပူးပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးသတင်းတော့အနေနဲ့ပောက်တော့ကိုစစ်ကောက်စီလေးချောင်းဘုံကျတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ ရခိုင်ပြည်ပေါတောမြို့နယ်အနောက်ရဲမွတ်စလင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနဲ့ဘုံကျစ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနေ့ကအီပြီလာစစ်တပ်နဲ့မနက်7:00နာရီလောက်မှာအနောက်ရဲကျေးရွာကိုကျက်ဖိုင်တန်နဲ့ပေါင်900ဘုံနှလုံးကျေရှာခဲ့တာဖြစ်ပြီးတော့အနောက်ရဲကျေးရွာအနှင်းကိုကြက်ရပောက်ခွဲခဲ့တာကြောင့်ထိခိုက်မှုဒဇွန်တရာမရှိဘူးလို့သိရပါဗျ။ပြီးကြတဲ့မက်ရှလာ25ရက်နေ့ကပုံနှံကျွန်းမြို့နယ်အော်ဖီပြန်ကျေးရွာကိုစစ်ကောင်စီကဘုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တအူးအပါအဝင်စစ်ဘေးရှောင်လေးအုံတည်ဆုံခဲ့ရပါဗျ။ စေကောင်စီဟာအရက်ကတ်တော်ထင်းချောက်ရဒေသတွေမှာရှိတဲ့အရက်သားနေထိုင်တဲ့ကြေးရွာတွေကိုမကြကနာလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေလို့အရက်သားတွေထိခောက်တည်ဆုံမှုနဲ့နေအိမ်တွေမိန်းလောင်ပျက်စီးမှုတွေမြတ်တက်လာနေပါတယ်။ဆက်လက်ပြီးတော့ပတိန်ကပြည်သူစစ်တင်ဒန်းစင်းတွေကိုစစ်တွေကိုစစ်ကောင်စီပို့နေတဲ့တည်င်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်။အယောက်ဒီတိုင်းပတိန်မြို့ဟာပြည်သူစစ်တင်ဒန်းစင်းတွေကိုရခိုင်မြောက်ပိုင်းမှာတခုရဲကြံနေတဲ့စစ်တွေမြို့ကိုပို့ဆောင်နေတယ်လို့စီရေးတည်င်းရင်းမြစ်တွေစီကတီးရပါတယ်။ ပသိမ်မြို့ရွှေမြင့်တဲအမှတ်6အခြေခံလက်ကျင့်ရေးတင်ဒန်းအကြောင်းကနေပတ်စဉ်ကိုစင်ပြည်သူစစ်တပ်ဖွဲ့ဝင်80လောက်ကို AB9 ရဲ့နှစ်မှာရခိုင်ပြည်စစ်တပ်မျိုးကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဧရာဝတီတိုင်းမှာစစ်ကောင်စီကဆက်လက်ပြီးပြည်သူစစ်တင်ဒန်းတွေပေးနေပြီးတော့ပြည်သူစစ်တင်ဒန်းအပတ်စဉ်ဆင်းနေအတွက်တင်ဒန်းသက်ထက်မှန်စုဆောင်နေတာဖြစ်ပါတယ်။အရခတက်တော်ဟာစစ်တွေမျိုးကိုလက်တော်ကြပိုက်ဆို့ဖြတ်တောက်ပြီးတဲ့နောက်2025ခုနှစ်ဇန်နဝါရီလမှာစတင်တိုက်ခိုက်ခဲ့ပါတယ်။လက်ရှိစစ်တွေတိုက်ပွဲမှာ အပြင်းအထန်ပြင်ပြင်တိုးစစ်ဆင်နေတဲ့သဘောမဟုတ်ပဲနောက်ဖက်ဒရုန်းလက်နက်ကြီးတိုက်ပွဲဆင်နွှဲနေတာလေးဖြစ်ပါတယ်စစ်တွေမကြရတဲ့အတွက်စစ်ကောင်စီကလေကြောင်းရေကြောင်းနဲ့မြေပြင်စစ်ရောအလုံးရင်ဖြစ်တင်ထားပြီးတော့မြို့နယ်အတွင်းမှာမွတ်စလင်တွေနဲ့လူငယ်တွေကို AIP နဲ့ပူးပေါင်းပြီးစစ်တပ်နှံပင်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီဖမ်းဆီးထားတဲ့ဘာဂတာများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌကိုဝေယံဖြိုမောပြန်လွှတ်လာတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ် အာနာသိမ့်မှုကိုမလိုလားလို့ဆန္ဒဖော်ထုတ်မှုကြောင့်စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်သားသမဂများအဖွဲ့ချုပ်ဘာကာတာရဲ့ဗဟိုအမှုဆောင်အဖွဲ့ဒူဥက္ကဋ္ဌကိုဝင်ရန်ဖြိုမိုပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ဘာကာတာများအဖွဲ့ချုပ်ကမနေ့ကထုတ်ပြန်ပါတယ်။ ကိုဝေယံဖြူမှုမှာလင်းနှစ်ကြာဖန်းစီချုံနောက်ခံရပြီးတဲ့နောက်ဧပြီလ2ရက်နေ့မှာပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်မတ်လ3ရက်နေ့မှာညင်ချန်းစွာဆန်သားဖော်ထုတ်ခဲ့တဲ့ရန်ကုန်တပိတ်စစ်ကြောင်းကိုစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေရိုက်နှက်ဖြိုခွင်းမှုအတွင်ကိုဝေယံဖြူမှုဖန်းစီခံခဲ့ရတာပါ။ အဲ့ဒီနောက်ကိုဝရန်ဖြိုးမိုးကိုစစ်ကောင်စီကပုံမ905ကာစီအမှုနှစ်ခုအပါအဝင်ညင်းစုစီပုံမအမှုနှစ်ခုနဲ့အလုံးကျန်းနဲ့ထောင်ဒဏ်9နှစ်3လပုံမ905ခါခွဲနဲ့ထောင်ဒဏ်2နှစ်စုစုပေါင်းထောင်ဒဏ်9နှစ်3လချမှတ်ခဲ့ပါတယ်။ ကိုဝရန်ဖြိုးမှုမှာအင်းစိန်ထောင်းမှာနှစ်နည်းကြော်ကြားဖန်းစီချုံနောက်ခံခဲ့ရပြီး2023ခုနှစ်မတ်လ25ရက်နေ့မှာတာယာဝတီထောင်းကိုပြောင်းရွှေ့ခံခဲ့ရပြီးတော့လေးနည်းကြော်ကြားချုံနောက်ခံရပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ကိုဝရန်ဖြိုးမှုအင်းစိန်ထောင်းအတွင်းချုံနောက်ခံထားရချိန်မှာလေထောင်းတွင်းနှင်းပန်းနှိမ့်ဆက်မှုတွေအကြိမ်ကြိမ်ခံခဲ့ရတယ်လို့ចောင်းသားသမဂအတိုင်းဝိုင်းကသိရပါတယ်။ ဆရာနာသိမ့်မှုကိုစမ်းကျင်ဆန္ဒထုတ်ဖော်မှုကြောင့်ဘာကသားများအဖွဲ့ချုပ်ကအဖွဲ့ဝင်အများအပြားစစ်ကောင်စီစီမှဖမ်းဆီးခံခဲ့ရပြီးအဲ့ဒီလိုစစ်ကောင်စီအကြမ်းဖမ်းမှုကိုလက်မခံလို့လက်နက်ကင်ဆွေးနေကြတဲ့ကြောင်သားအများအပြားရှိနေပါတယ်။တရန်တွေကိုဆက်လက်တန်ဆက်ပေးနေပါတယ်ခင်ဗျာ။ငလျင်ဘေးသက်မြန်မာတွေအတွက်ဂန်ဒေါ်လာ185တန်းယွမ်တောင်းဆိုတဲ့တန်းကိုတင်ဆက်ပေးချင်ပါတယ်။အာအပြန်လှုပ်ခတ်ခဲ့တဲ့စကိုင်းမြေငလျင်ကြောင်းမြန်မာနိုင်ငံမှာရှိတဲ့ ထိခိုက်နေတာသူတသန်းကျော်အတွက်အကူအညီပေးဖို့အမေရိကန်ဒေါ်လာ185သန်းကိုကုလသမဂ္ဂယူအန်ကမနေ့ကအီဘီလာစစ်တရနေ့မှာတောင်းဆိုလိုက်ပါတယ်။မလယံပြည်သက်မြန်မာပြည်သူတွေကိုကုလသမဂ္ဂအေဂျင်စီတွေကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ NGO တွေမိဖက်နိုင်ငံတွေကကုညီမှုတွေလုပ်နေပေမဲ့လိုအပ်ချက်တွေရှိနေတာကြောင့်ထပ်ပြီးတော့တောင်းဆိုရတာဖြစ်တယ်လို့ယူအန်ကဆိုထားပါတယ်။မလယံပြည်သက်ပြည်သူတွေကိုကုညီပန့်ပေါ်နိုင်ဖို့နိုင်ငံတကာအသိအဝိုင်းရဲ့စေလွန်ညွှန်မှုလိုအပ်နေပြီမြန်မာနိုင်ငံအနေနဲ့လည်းအခုလိုအရေးပေါ်ကာလမှာ ူညီပေးဖို့တောင်းဆိုထားတယ်လို့ပါဝင်ပါတယ်။မြန်မာနိုင်ငံကြောင်းမြန်မာနိုင်ငံမှာတည်ဆုံသူ3500ကြောက်ဆုံသူ200နဲ့ဒဏ်ရာရှိသူ9000ဦးရှိခဲ့တယ်လို့စစ်ကောင်စီရဲ့အပြည်လရှေ့ရနေ့ထုတ်ပြန်ချက်အရသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းကစစ်ကောင်စီစခန်းတစ်ခုကိုပူးပေါင်းတက်တွေတင်ပိုက်ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းကလင်းမြို့နယ်ကြံတာကြီးရွာခြေဆိုင်စစ်ကောင်စီတပ်စခန်းကိုဒုလိုင်းပူပေါင်းတပ်ဖွဲ့တွေက AB 7ရဲ့မှာပြီးသက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့ကျောင်းသားတက်မတော် ABSDF ကတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတက်စခန်းကိုကျောင်းသားတက်မတော်အမှတ်3စီကျောင်းတရင်ဆယ်နှင့် KKGCDF ဟန်တာဝတီပကဖာ CDS စီရန်ကလေးခရိုင်စစ်တေတာထန်တလန်ဒီယာအဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မလေးရှားနိုင်ငံဆလံကောပြည်နယ်မှာ မြန်မာနိုင်ငံသားအပါအဝင်အထောက်အထားမပြည့်စုံတဲ့နိုင်ငံခြားသား228ယောက်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့ကမနေ့ကဧပြီလ17ရက်နေ့မှာထုတ်ပြန်ပါတယ်မလေးရှားနိုင်ငံမှာမလေးရှားရတဖွင့်တဲ့အော်ပရာစီတို့ပူပေါင်းပြီးတော့နိုင်ငံခြားသားတွေနေတဲ့မျိုးနွေတွေကိုအခုဧပြီလအစောပိုင်းကစတင်ပြီးစစ်ဆေးမှုတွေတင်းကျပ်စွာ လုံးဆောင်နေတာဖန်ဆီးမှုတွေရှိနေတယ်လို့သိရပါဗျ။ ဧပြီလ17ရက်နေ့ကထုတ်ပြန်တဲ့ဖန်စီခံရသူတွေထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား63ယောက်မြန်မာနိုင်ငံသား59ယောက်နီပေါနိုင်ငံသား56ယောက်အိန္ဒိယနိုင်ငံသား22ယောက်သရီလင်္ကာနိုင်ငံသား17ယောက်ပါကစ္စတန်နိုင်ငံသား6ယောက်နဲ့ဆူဒန်က2ယောက်ပါဝင်တယ်လို့သိရပါဗျ။ မလေးရှားနိုင်ငံမှာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားထောင်နှင်းချီရှိပြီးမတ်လအတွင်းကဖမ်းဆီးမှုအနည်းငယ်ရောကြကလက်ရှိမှာဖမ်းဆီးခံရမှုတွေနေ့စဉ်ရှိလာနေတာကြောင့်အထောက်အထားမဲ့ရွှေပြောင်းလုံသားတွေမှာစိုးရိမ်နေကြပါတယ်ရှင်။နောက်ဆုံးအနေနဲ့မြမအရေးနဲ့ဆက်ဆက်နေတဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ အဲ့ဒီတဲ့တန်းကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့နဲ့မလျင်ပြင်းလေထူထောင်ရဲ့အပိတ်ခက်ရစီရဲ့လိမ့်နာလေးစားဖို့စိတ်ကောက်စီကိုကုလတောင်းဆိုတဲ့တဲ့တန်းပဲဖြစ်ပါတယ်။ညီချင်းရဲ့နိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်း2021ခုနှစ်အာဏာသိမ်းပြီးကတည်းကဖန်ဆီးထားတဲ့အကျဉ်းသားအလုံးကိုလွန်ငင်းချမ်းသာခွင့်အပြည့်အဝကြီးညာပေးဖို့ကုလသမဂ္ဂကအပြည့်လစစ်တရရဲ့ကကြီးညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ။ငလျင်ကြောင့်လူပေါင်း3600ကျော်တည်ဆုံးက9031ဦးတရားရှိခဲ့ပြီးတော့145ဦးပျောက်ဆုံးနေရှိမှာစစ်ကောင်စီကအပိတ်ခဲရစေးရဲကိုရှုတ်ဖောက်ပြီးမြန်မာနိုင်ငံတဝန်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့တွန်းလျင်အာစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကငလျင်ဘက်အသက်ရှင်ကျန်ရဲသူတွေကိုလူသက်ချမ်းစာနာမှုဆိုင်ရာအကူအညီတွေတားဆီးပိတ်ပတ်နေတဲ့အပေါ်ကုလသမဂ္ဂကဝေဖန်လိုက်ပါတယ်ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘောကတာက လူသက်ချင်းစန္နာထောက်ထားမှုဆိုင်ရာအကူအညီပေးမှုတွေကိုတားဆီးမှုမှန်သမျှဖြေရှားဖို့နဲ့စည်ရေးဆိုင်ရာစိတ်ဆင်ရတဲ့အမြန်ဆုံးရပ်တန့်ဖို့စစ်ကောင်စီကိုတောင်းဆိုကြောင်းကြီးညာချက်မှာဖော်ပြထားပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကော်ဇလဲတန်အန်ဒရူးကလည်းတွလရင်အားစုတဲ့ထိန်းချောက်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေလာတဲ့ရပ်တန့်ရဲဆောင်ရွက်ပေးဖို့လုံခြုံရေးကောင်စီကိုအီပီလာစီရနေကတိုက်တွန်းလိုက်ပါတယ်ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှနာလိုက်ပါတယ် ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကသတင်းတွေပေးပို့ချင်တယ်ဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။